လူတိုင်းမှာကိုလိုချင်းတဲ့အရာတခုကိုဖန်ဆင်းနိုင်စွာရှိကြပါတယ်။ဒါပေမဲ့မိษွေတို့ဒီလိုကြုံဘူးလား။ကိုဒီလောက်စူးစမ်းနေပါလေနဲ့ဘာလို့လိုချင်တာတွေဖြစ်မလာပဲအလန့်ဝေးနေရတာလဲ။အားလုံးပဲမင်္ဂလာပါ။ The Group Diary တွေကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ကျွန်တော်တို့ channel ကနေစာဖတ်ဖို့အချိန်မပေးနိုင်တဲ့မိษွေတို့အတွက်ကဘာကျော်စာအုပ်ကောင်းများစွာရဲ့အနှစ်သာရတွေကိုမိနစ်ပိုင်းအတွင်းနားလည်သဘောပေါက်အောင်အနှစ်ချုပ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ Eva Hartley ရဲ့နာမည်ကြီးစာအုပ်တော်ဖြစ်တဲ့ Manifest and Receipt ဆိုတဲ့စာအုပ်လေးကိုအနှစ်ချုပ်လုပ်ပေးသွားမှာဖြစ်ပါတယ်။ဒီစာအုပ်ကပေးခြင်းတဲ့အဓိကသတင်းစကားကအရန်ယူရှင်ပြီးထိရောက်ပါတယ်။ကိုလိုချင်တာကိုရဖို့အတွက်ပိုစူးစမ်းနေဖို့မလိုပါဘူး။ပိုပြီးလက်ခံရယူဖို့အသင့်ဖြစ်နေဖို့ပဲလိုပါတယ်တဲ့။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့စိတ်အတွင်းလွှာ Subconscious Mind နဲ့အာယုံကြောစနစ် Nervous System တွေကကိုလိုချင်တဲ့ပိုကြော်ဝမှုတွေကိုလက်ခံရယူဖို့အတွက်အစင်းသက်မဖြစ်သေးတဲ့အခြေအနေမှာရှိနေတတ်လို့ပါပဲ။ ဥပမာကျွန်တော်တို့ကချမ်းသာခြင်းလို့အလုပ်တွေဖိလုပ်နေပြီမဲ့အတွင်းစိတ်ရဲ့နှိမ့်ဆိုင်တဲ့နေရာမှာတော့ပစ္စံရှားဖို့ခက်ခဲတယ်၊ငွေဆိုတာရှားပါတယ်ဆိုတော့အတွင်းယုံကြည်ချက် limiting belief တွေရှိနေမယ်ဆိုရင်အဲ့ဒီယုံကြည်ချက်တွေကငွေဝင်လာမဲ့လမ်းကြောင်းကိုပိတ်ဆို့ထားတယ်လို့ဖြစ်နေတတ်ပါတယ်။ဒါကြောင့်ဒီအနှစ်ချုပ်လေးကိုနားထောင်ပြီးတဲ့အခါမှာမိษွေတို့အနေနဲ့ကိုယ့်ကိုကန့်သတ်ပိတ်ဆို့ထားတဲ့အတွင်းယုံကြည်ချက်တွေကိုဘယ်လိုဖြစ်သိမ်းရမလဲ။သိပ္ပံဤကြကြကိုယ့်အုံနောက်ကိုဘယ်လိုပြန်လဲပုံဖော်ရမလဲ ပြီးတော့ကိုလိုချင်တာကိုလွယ်လွယ်ကူကူဆွဲဆောင်ပြီးလက်ခံရယူနိုင်မယ်လှုပ်ဝက်နီလာနေကိုပါသိရှိသွားပါလိမ့်မယ်။ရှင်းလင်းပြီးနားလည်ရလွယ်ကူစေနိုင်မှုအတွက်ဒီစာအုပ်ကိုအပိုင်း၅ပိုင်းခွဲပြီးတင်ဆက်ပေးသွားပါမယ်။ပထမဆုံးအနေနဲ့စ조사ရုံနဲ့မရနိုင်တဲ့ပြဿနာကိုလေ့လာကြမယ်။ပြီးတော့စိတ်အတွင်းလာကိုပြန်လည်ပုံဖော်ခြင်းအာယုံကြောစနစ်ကိုညှိယူခြင်းနဲ့နေ့စဉ်လက်တွေ့ကျင့်သုံးနည်းတွေကိုပါအစဉ်အဆက်ပြောပြပေးသွားပါမယ်။ ဒါကြောင့်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးဘဝအတွက်အကျိုးရှိမဲ့ဗီဒီယိုတွေကိုမလွတ်တမ်းကြည့်ရှုနိုင်မှု The Growth Diary Channel ကို Subscribe မလုပ်ရသေးရင်အခုပဲနှိပ်ထားလိုက်ဖို့မမေ့ပါနဲ့။ကဲဒါဆိုရင်အနှစ်ချုပ်စာအုပ်လေးကိုစလိုက်ကြရအောင်။အခန်းတက်စူးစားခြင်းမှာလက်ခံခြင်းစီတို့စိတ်ရဲ့အပိတ်ဆိုအတားစီများစာအုပ်ရဲ့အဖွင့်မှာတဲ့ကျွန်တော်တို့ကိုသတိပေးထားတဲ့အချက်တစ်ချက်ရှိပါတယ်။ အဲ့ဒါကတော့ကျွန်တော်တို့ manifestation လုပ်တဲ့အခါမှာနီလန်းမှားနေတယ်ဆိုတဲ့အချက်ပါပဲကျွန်တော်တို့ငငယ်ကလေးကဘာပဲလိုချင်လိုချင်ပိုပြီးကြိုးစားရမယ်အလုပ်ပိုလုပ်ရမယ်လို့ပဲသင်ကြားခံခဲ့ရတာမဟုတ်လားဒါပေမဲ့မိတ်ဆွေစဉ်းစားကြည့်ပါဘာလို့တချို့လူတွေကြတော့သူတို့ကြိုးစားသလောက်တကယ်တမ်းလက်ခံရယူတဲ့အခါမှာခက်ခဲနေရတာလဲစာရေးသူကဒါဟာလက်ခံခြင်းပြဿနာ receiving problem လို့ပြောထားပါတယ် ရှင်းအောင်ပြောရရင်ကျွန်တော်တို့ရဲ့တနစ်တာလောက်ရနဲ့အတွေး65ရာခိုင်နှုန်းလောက်ကိုကျွန်တော်တို့သတိမထားမိတဲ့စိတ်ရဲ့အတွင်းအလွာဖြစ်တဲ့ subconscious mind ကနေထိတ်ချုံမောင်းနေနေတာပါကျွန်တော်တို့ကသတိရှိတဲ့ conscious mind နဲ့ငါချမ်းသာခြင်းနဲ့လို့ဗဇက်ကပြောနေပြီမဲ့အတွင်းစိတ်အလွာမှာပတ်စံရှားဖို့ခက်ခဲလုံးနေငါကအဲ့ဒီလိုပေါ်ကြွယ်ဝမှုကိုမခံစားထိုက်ဘူးဆိုတော့အတွေးတွေဆွဲမြဲနေမယ်ဆိုရင်ကိုမျောမှန်းထားတဲ့အရာကဘယ်တော့မှလက်တွေ့ပေါ်ရတဲ့ရောက်လာနိုင်မှာမဟုတ်ပါဘူး ဒီလိုအတွင်းစိတ်ကပိတ်ဆိုထားတဲ့အရာတွေကို limiting belief ကန့်သတ်ယုံကြည်ချက်များလို့ခေါ်ပါတယ်။ဥပမာတစ်ခုပြောရရင်မိစေကအလုတ်တက်တစ်ခုကိုလိုချင်တယ်။ဒါပေမဲ့အတွင်းစိတ်ကငါတကယ်တော်တဲ့သူမဟုတ်ဘူးလို့ယုံကြည်နေရင်မိစေရဲ့စွမ်းအင်လိုင်းတို့ frequency ဟာမလုံလောက်မှုမပြည့်စုံမှုနဲ့တုံခါနေမှာပါ။ဒီတော့ကိုယ့်စီရောက်လာမယ့်အခွင့်ကောင်းတွေကလက်ခံယူဖို့အလန်းချောင်ပိတ်သွားပါတော့တယ်။ဒါကြောင့်ပထမဆုံးသင်ခန်းစာကတော့ကိုလိုချင်တာကိုအပြင်မှာလိုက်ရှာနေဖို့တဲ့ ကိုယ့်ရဲ့အတွင်းစိတ်ကလက်ခံရယူဖို့အဆင်သင့်ဖြစ်နေပြီလားဆိုတာကိုအရင်ဆုံးစစ်ဆေးဖို့လိုပါတယ်။ဒါဆိုရင်ဒီလိုကန့်သတ်ချုပ်ချယ်ထားတဲ့ယုံကြည်ချက်အမှားတွေကိုကျောတို့ဘလို့ဖြစ်သိမ်းပြီးအုံနောက်ကိုသိပ်ပန်နေကြကြဘလို့ပြန်လဲပုံဖော်ကြမလဲအဲ့အဖြေကိုတော့နောက်လာမယ့်အခန်းနဲ့မှာဆက်ပြီးလေ့လာကြည့်ကြရအောင်အခန်းနှစ်အုံနောက်ကိုပြန်လဲပုံဖော်ခြင်းသိပ်ပန်နေကြအစဉ်များ အခန့်တက်မှာတော့ကျွန်တော်တို့မအောင်မြင်ရကြီးဟာ limiting belief တွေကြောင့်ဆိုတာသိခဲ့ရပါပြီ။ဒါဆိုရင်ဒီယုံကြည်ချက်ဟောင်းတွေကိုဖြစ်ပြီးယုံကြည်ချက်အသက်တွေကိုဘယ်လိုအစားထိုးမလဲ။ဒီနေရာမှာစာအုပ်ကနူယွန်ဆိုင်ရန်လို့ခေါ်တဲ့သဘောတရားကိုအသုံးပြုပြီးရှင်းပြထားပါတယ်။လူအုံနောက်မှာနူယွန် plasticity လို့ခေါ်တဲ့အုံနောက်ကိုပြန်လည်ပုံဖော်နိုင်စွမ်းဆိုတဲ့အံ့ဩစရာကောင်းတဲ့စွမ်းရည်တစ်ခုရှိပါတယ်။ ဒါကဘာကိုဆိုလိုတာလဲဆိုတော့ငါမချမ်းသာနိုင်မှုလို့နှစ်ပေါင်းများစွာယုံကြည်လာခဲ့တဲ့ပုံနောက်ထက်ကလမ်းကြောင်းအဟောင်းတွေကိုဖြစ်ပြီးငါကပိုးကြော်ဝမှုကိုခံစားတိုက်တယ်ဆိုတဲ့လမ်းကြောင်းအသက်ကိုကျွန်တော်တို့ကိုယ်တိုင်ပြန်လဲဖောက်လုပ်ဖန်တီးနိုင်တယ်လို့ဆိုလိုတာပါပဲနောက်ထပ်အရေးကြီးတဲ့အုံနောက်အစိပ်ပိုင်းတစ်ခုကတော့ RAS လို့ခေါ်တဲ့ Rectangular Activating System ပဲဖြစ်ပါတယ် RAS ဆိုတာကျွန်တော်တို့ရဲ့အုံနောက်ထဲကိုဝင်လာမဲ့သတင်းအချက်လက်တွေကိုစစ်ထုတ်ပေးတဲ့တကားဆောင်နဲ့တူပါတယ် သူကမိတ်ဆွေရဲ့လက်ရှိယုံကြည်ချက်တွေနဲ့ကိုက်ညီတဲ့အရာတွေကိုပဲသတိပြုမှုအောင်လုပ်ပေးတတ်ပါတယ်။စာအုပ်ထဲမှာပေးထားတဲ့ဥပမာတိုင်းပြောရရင်မိတ်ဆွေက ကားအပြာရောင်တစ်စီးဝယ်မယ်လို့ဆုံးဖြတ်လိုက်တယ်ဆိုပါစို့။အဲ့ဒီအခါကျမှလမ်းပေါ်ထွက်လိုက်တာနဲ့ကားအပြာရောင်တွေကိုပဲနေရာတိုင်းမှာရုတ်တရက်လိုက်မြင်နေရတယ်လို့မျိုးပေါ့။တကယ်တော့အဲ့ဒီကားတွေကအရင်ကတည်းကရှိနေတာပါ။ကိုစိတ်ကအာယုံဆိုင်လိုက်မှာ RAS ကအဲ့ဓာတွေကိုအရေးကြီးတယ်ဆိုပြီးရွေးထုတ်ပေးတာဖြစ်ပါတယ် ဒါကြောင့် limiting belief တွေကို ပြန်လည်ပုံဖော်ဖို့အတွက်စာအုပ်ကလက်တွေ့ကြတဲ့အဆင့်၃ဆင့်ကိုညွှန်ပြထားပါတယ်။နံပါတ်၁အချက်ဖော်ထုတ်ခြင်းကိုယ့်ကိုပိတ်ဆို့နေတဲ့ယုံကြည်ချက်ဟောင်းကဘာလဲဆိုတာတိတိကျကျဖော်ထုတ်ပါ။နံပါတ်၂အချက်အာယုံကြောအားဖြည့်ခြင်းယုံကြည်ချက်အသက်တစ်ခုကိုဖန်တီးပါ။ပြီးရင်ပပူသဘောဆောင်တဲ့အတီးပြုချက်တွေနဲ့ကိုယ့်ဘဝကိုဇန်ညိုရေးခြင်း secretive နည်းလမ်းတွေကိုသုံးပြီးအဲ့ဒီယုံကြည်ချက်အသက်ကိုနေစဉ်အားဖြည့်ပါ။နံပါတ်၃အချက် အထက်ထလှုပ်ဆောင်ခြင်းအုံနောက်ထဲကလမ်းကြောင်းသစ်တွေခိုင်မာလာဖို့အတွက်အရေးကြီးဆုံးကတော့ထက်ခါထက်ခါလှုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်ဒီလိုအုံနောက်ကိုပြန်လဲပုံဖော်တာကအရေးကြီးပေမဲ့ဒါတစ်ခုတည်းနဲ့မလုံလောက်သေးပါဘူးကိုလိုချင်တာကိုလက်ခံရယူဖို့အတွက်ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အာယုံကြောစနစ်ဖြစ်တဲ့နားဘက်စစ်စတန်ကိုပါညှိယူထားဖို့လိုပါသေးတယ်ဒါနဲ့ပတ်သက်ပြီးအခန်းသုံးမှာဆက်လက်လေ့လာကြည့်ကြရအောင်အခန်းတော့ငြိမ်းချမ်းသောအာယုံကြောစနစ်ဖြင့်လက်ခံရယူခြင်း manifestation နဲ့လက်ခံရယူခြင်းဆိုတာစိတ်နဲ့ပဲသက်ဆိုင်တာမဟုတ်ပါဘူးမိစေရဲ့ဆွဲဆောင်မှုဆွမ်းအားဟာမိစေရဲ့အာယုံကြောစနစ်နားဘက် system အခြေအနေပေါ်မှာလည်းမူတည်နေပါတယ်အာယုံကြောစနစ်မှာ အခြေအနေနှမျိုးရှိပါတယ်ပထမတစ်ခုက fight or flight ကြောက်လန့်ပြီးတိုက်ခိုက်မလားထွက်ပြေးမလားဆိုတဲ့စိတ်ဖိစီးမှုအခြေအနေနဲ့ဒုတိယတစ်ခုက rest and digest အေးဆေးတည်ငြိမ်ပြီးအနားယူနေတဲ့အခြေအနေပါ မှတ်ထားရမှာက manifestation အလုပ်ဖြစ်ဖို့အတွက်သင်္ခန္ဓာကိုယ်ကဒုတိယအခြေအနေဖြစ်တဲ့ငြိမ်းချမ်းပြီးအန္တရာယ်ကင်းတဲ့အနေအထားမှာရှိနေဖို့လိုအပ်ပါတယ်။စဉ်းစားကြည့်ပါ။သင်ကငါချမ်းသာခြင်းနဲ့လို့ဗဇက်ကပြောနေပြီမဲ့သင်္ခန္ဓာကိုယ်နဲ့အာယုံကျောစနစ်တွေကစိုးရင်ပူပန်မှုတွေစိတ်ဖိစီးမှုတွေနဲ့တင်းမာနေမယ်ဆိုရင်သင်စီကထွက်နေတဲ့ခံစားချက်လှိုင်းတုံးကမလုံခြုံမှုဖြစ်နေပါလိမ့်မယ်။ဒီလိုဖြစ်နေရင်သင်စီရောက်လာမဲ့အကောင်းသောအရာတွေကို သင်ရဲ့အတွင်းစိတ်ကမလုံခြုံတဲ့အရာတွေဖြစ်အလိုလိုသတ်မှတ်ပြီးတွန်းထုတ်ပြစ်လိုက်တတ်ပါတယ်။ဒီတော့ခန္ဓာကိုယ်ကိုငြိမ်းချမ်းတဲ့အနေထားရောက်အောင်ဘယ်လိုလုပ်မလဲ။စာအုပ်ထဲမှာခန္ဓာကိုယ်အခြေခံကျင့်စဉ်တွေကိုအကြံပြုထားပါတယ်။နံပါတ်၁အသက်ရှူခြင်းအယိုးရှင်းဆုံးနည်းလမ်းကတော့၄၄ရှစ်အသက်ရှူနည်းလို့မှတ်ထားပါ။၄စက္ကန့်ကြာရှူသွင်းမယ်၄စက္ကန့်ကြာအောက်ထားမယ်။ပြီးရင်၈စက္ကန့်ကြာအောင်လေကိုဖြည်းဖြည်းချင်းပြန်ထုတ်မယ်။ ဒီနီလာကတင့်ရဲ့အာယုံရောစနစ်ကိုချက်ချင်းငြိမ့်သက်သွားစေပါတယ်။နံပါတ်2အချက်ခန္ဓာကိုယ်ဆက်စည်းခြင်းခန္ဓာကိုယ်ရဲ့ဘယ်နေရာမှာတင်းမာမှုတွေရှိနေတယ်လဲဆိုတာသတိထားကြည့်ပြီးအသက်ရှူတင်းရှူထုတ်ရင်းအဲ့ဒီနေရာတွေကိုရှော့ချလိုက်ပါ။ဒီလေးကျန်ကန်တွေကတင့်ကိုစိတ်ငြိမ်ပြီးလက်ခံမှုပွင့်လင်းတဲ့အနေအထားကိုရောက်ရှိစေပါတယ်။ဒီလိုငြိမ်းချတဲ့အနေအထားရောက်ပြီဆိုရင်ကျွန်တော်တို့နေ့စဉ်ပြောဆိုနေတဲ့စကားလုံးတွေကိုလည်းပြင်ဆင်ဖို့လိုလာပါပြီ။ဒါကိုနောက်ခါမှဆက်လက်လေ့လာကြည့်ကြရအောင်။ အခန်းလေးစာအရှိသောသကလုံးများတင့်ရဲ့သကလုံးတွေက manifestation ကို ထိမ့်ချုပ်ပုံ manifestation မှာအရေးကြီးဆုံးအရာတွေတဲကတစ်ခုကတော့မိမိကိုယ်ကိုပြောစုံနေတဲ့သကလုံးတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အုံနောက်ကအတန်းထွက်ပြောဆိုတဲ့ဇာတ်နဲ့စိတ်ထဲကပြောတဲ့ဇာတ်တွေကိုခွဲခြားမသိပါဘူးငါကပက်ဆန်ရှာဖို့ရုံးကန်နေရသူပါလို့တင့်ကိုယ်တင်မကြာခဏပြောနေမယ်ဆိုရင် တင့်ရဲ့မသိစိတ်ဟာဒီစကလုံးကိုအမှန်တရားအဖြစ်လက်ခံပြီးမှတ်တမ်းတင်သွားပါလိမ့်မယ်။ဒါကြောင့်စာအုပ်ကကျွန်တော်တို့ရဲ့နေ့စဉ်စကလုံးတွေကိုရှားပါမှုကနဲ့ပေါ်ကြွယ်ဝမှုအဖြစ်ပြောင်းလဲဖို့တိုက်တွန်းထားပါတယ်။ဥပမာငါမှာအချိန်မရှိဘူးလို့ပြောမယ်အစားငါအချိန်တွေကိုငါထိထိရောက်ရောက်အသုံးပြုနိုင်တယ်လို့ပြောင်းပြောကြည့်ပါ။ငါမတတ်နိုင်ဘူးလို့ပြောမယ်အစားငါဘလို့လုပ်ရင်ဖြစ်နိုင်မလဲလို့မေးခွန်းထုတ်ကြည့်ပါ။ ဒီလိုသကလုံးတွေကိုပြောင်းလဲဖို့အတွက်အထူးရောက်ဆုံးနည်းလမ်းကတော့ affirmation လို့ခေါ်တဲ့အတည်ပြုချက်များကိုအသုံးပြုခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့ affirmation တွေကိုရွတ်ဆုံနေုံနဲ့မပြီးပါဘူး။ထိရောက်မှုရှိအောင်အောက်ပါနည်းလမ်း၃ခုကိုလိုက်နာဖို့လိုအပ်ပါတယ်။နံပါတ်၁ပြစ်ဆုံးပံကာလဖြင့်ပြောပါ။ငါချမ်းသာခြင်းနဲ့မဟုတ်ပဲငါဟာပေါ်ကြွယ်ဝနေပြီလို့ပြောပါ။နံပါတ်၂အချက်ခံစားချက်ထဲပါ။ဗဇက်ကပြောရုံမူပဲပေါ်ကြွယ်ဝခြင်းရဲ့အကျေစုတင်စိတ်ကိုပါထည့်ပြီး ရုပ်ပိုင်းဆိုင်ရာခန်းစားချက်ပါပါဝင်ပါစေ။နံပါတ်3အချက်မကြာခဏထပ်ခါတလေလေပြောပါ။ဒါမှသာသကလုံးအသက်တွေကတင့်ရဲ့အုံနောက်ထဲကိုလမ်းကြောင်းအသက်တွေကိုပို့ပြီးခိုင်မာလာစေမှာပါ။ဒီအဆင့်တွေထိဆိုရင်ကျွန်တော်တို့ရဲ့စိတ်နဲ့ခန္ဓာကိုယ်ကိုပြင်ဆင်ပြီးသွားပါပြီ။အခုနောက်ဆုံးအနေနဲ့ဒီအသိပညာတွေကိုနေ့စဉ်ဘဝမှာဘယ်လိုလက်တွေ့ကျကျအသုံးပြုရမလဲဆိုတာကိုအခန်းငါးမှာစူးစီးတင်ပြပေးသွားပါမယ်။အခန်းငါး နေ့စဉ်ဘဝအတွက်အကျိုးရှိမဲ့လက်တွေ့နည်းလမ်း၅ချက်။စာအုပ်တော်လုံးကနေသင်ယူခဲ့ရတဲ့အသိပညာတွေကိုနေ့စဉ်ဘဝမှာအကျိုးရှိရှိအသုံးချဖို့အတွက်နေ့စဉ်အလေးအထား၅ခုကိုစာရိတ်သူကအကြံပြုထားပါတယ်။အလွယ်တကူလိုက်လုံနိုင်တဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။နံပါတ်၁နည်းလမ်းမနှက်ခင်းထုံနှန်းစဉ်လား။မနေ့နိုးနိုးချင်းမှာဖုန်းကိုချစ်ချင်းကောက်မကြည့်ပါနဲ့။အိယာထထချင်းအသက်ရှူလေးချင်းကခဏလောက်ပါ ပြီးရင်ကျေးဇူးတင်စရာ၃ချက်ကိုစဉ်းစားပြီးမှတနေ့တာကိုစတင်ပါနံပါတ်၂အချက်ဘဝကိုဇာညွှန်းရေးပါကိုလိုချင်တဲ့အရာကိုအနာဂတ်မှာဖြစ်လာမှာမဟုတ်ပဲအခုပဲဖြစ်နေပြီလို့ခံစားပြီးပြစ်ဆုပ်ပံကာလနဲ့စာအုပ်ထဲမှာရေးချပါနံပါတ်၃အချက်စကားလုံးများကိုစစ်ဆေးခြင်းတနေ့တာလုံးသင်ကိုယ်တိုင်ပြောခဲ့တဲ့စကားလုံးတွေကိုသတိထားပါမရှိဘူးရှားတယ်ခက်ခဲတယ် အဲ့လိုသကလုံးတွေအစားပေါများတယ်ဖြစ်နိုင်တယ်ဆိုတဲ့သကလုံးတွေနဲ့အစားထိုးပြောဆိုပါနံပါတ်၄အချက်လွှတ်ချခြင်းမနီဖတ်လုံပြီးတဲ့နောက်မှာရက်လက်ကိုအရာကြီးဆွဲလန်းနေတာကိုလွှတ်ချဖို့လိုပါတယ်ဆွဲလန်းမှုကအာယုံကျော်စနစ်ကို တင်းမာစေပါတယ်ဒါကြောင့်ငါအလုပ်ပြီးပြီးကျန်တာကိုစစ်ကြော်လာကို လွှဲအပ်လိုက်ပြီးဆိုပြီးစိတ်ပေါ်ပါနေအောင်နေပါနံပါတ်၅အချက်လက်ခံရရှိရင်ဂုံပြူပါ ကိုစီကိုငွေကြေးပဲဖြစ်ဖြစ်အခွင့်အရေးပဲဖြစ်ဖြစ်ရုတ်တရက်ရလာတဲ့ရှော့စေးလေးပဲဖြစ်ဖြစ်ရောက်လာတဲ့အခါတီးတီးလေးပဲဖြစ်ပါစေကျေးဇူးတင်ပါတယ်လို့ပြောပြီးဂုဏ်ပြုပါဒီလိုဂုဏ်ပြုခြင်းကတင့်ရမတိစိတ်ကိုငါဟာကောင်းသောအရာတွေကိုလက်ခံရရှိတိုက်သူလို့ယုံကြည်သွားစေဖို့ပုံမခိုင်ပါစေပါတယ်ကဲအခုဆိုရင်တော့ Manifest and Resist စာအုပ်ရဲ့အနှစ်ချုပ်ကတော့ဒီမှာရင်ပြီးဆုံးသွားပြီဖြစ်ပါတယ်ဒီစာအုပ်လေးရဲ့အဓိကသတင်းစကားကိုပြောရမယ်ဆိုရင် ကိုလိုချင်တာကိုရဖို့အတွက်ပိုကြိုးစားပြီးရုန်းကန်နေဖို့မလိုပါဘူး။လက်ခံရယူဖို့အသင့်ဖြစ်အောင်ကိုယ်စိတ်နဲ့ခန္ဓာကိုယ်ကိုပြင်ဆင်ဖို့ပဲလိုအပ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုကိုကြည့်ပြီးတာနဲ့ခဏလောက်အချိန်ပေးပြီးတင့်ကိုတားဆီးထားတဲ့ကန့်သက်ယုံကြည်ချက်တစ်ခုကိုခြာရေးလိုက်ပါ။ပြီးရင်အဲ့ဒီယုံကြည်ချက်ကိုအစားထိုးမဲ့ affirmation အသစ်တစ်ခုကိုဖန်တီးပါ။ဒီအသစ်ကို၃ရက်လောက်နေ့စဉ်စတင်လေ့ကျင့်ကြည့်ပါ။အပြောင်းလဲဆိုတာနေ့စဉ်မှန်မှန်ကန်ကန်လှုပ်ဆောင်သွားတဲ့တင်းငယ်တဲ့အဆင့်တွေကနေစတင်တာဖြစ်ပါတယ် ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ကျွန်တော်တို့ကိုအားပေးတဲ့အနေနဲ့ like and share လုပ်ပေးဖို့နဲ့မိတ်ဆွေရဲ့ထင်မြင်ယူဆချက်ကို comment မှာရေးပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။ဒီလိုစိတ်ပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဗီဒီယိုကောင်းတွေကိုနောက်ထပ်မလွတ်တမ်းကြည့်ရှုချင်တယ်ဆိုရင်တော့ The Growth Diary Channel ကို subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးမှာ all ကိုနှိပ်ထားဖို့လည်းမမေ့ပါနဲ့။ဒါမှနောက်ထပ်ဗီဒီယိုအသစ်တွေတင်တဲ့အခါမှာအမြဲသိရှိနိုင်မှာဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ပါတယ်။ နောက်ထပ်ဗီဒီယိုအစီအစဉ်ကောင်းတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲလိုရင်းစာနာတွေပြေပါပြီးတမ်းမှုရှိတဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ။